မင်္ဂလာပါဗုဒ္ဓနဝချန်နယ်မှာကြိုဆိုပါရခင်ဗျာသင်ဒီဗုဒ္ဓဘာသာကိုအလွန်အထင်ကြီးတာပဲသင်ဟာသင်ဘာသာတရားကိုမှန်တယ်လို့ယူဆပြီး အခြားဘာသာအလုံးကိုမှားတယ်လို့ယူဆပုံရပါတယ်အဖြေကတော့ဗုဒ္ဓမြတ်စွာရဲ့တရားတော်များကို နားလည်သဘောပေါက်တဲ့ဗုဒ္ဓဘာသာဝင်မြည်သူမဆိုအခြားဘာသာတရားမှားတယ်လို့မထင်ကြပါဘူးတခြားဘာသာတရားများကိုပွင့်ပွင့်လင်းလင်းဝေဖန်စစ်ဆေးဖို့ရလဲစစ်မှန်တဲ့လုံလဝရိယကို ြုတ်သူမှန်သမျှဘသူမှအဲ့ဒီလိုမထင်ကြပါဘူးဘာသာတရားမျိုးမျိုးကိုလေ့လာတဲ့အခါမှာပထမဆုံးသတိပြုမိတာကတော့အဲ့ဒီဘာသာတရားတွေကြားမှာ တူတာဘလောက်များများရှိတယ်လဲဆိုတဲ့အချက်ပါပဲအားလုံးတော့ဘာသာတရားများဟာလူသားရဲ့လက်ရှိအခြေအနေဟာကျင့်တဲ့ပွေမရှိဘူးလို့ဝန်ခံကြတာပါပဲလူသားရဲ့အခြေအနေတိုးတက်လို့ရင်စိတ်နေစိတ်သာအပြုအမူပြောင်းလဲပြဖို့လိုအပ်တယ်လို့ ပြောင်းလဲပြဖို့လိုအပ်တယ်လို့အားလုံးဟာယုံယုံကြည်ကြည်ရှိကြပါတယ်။ဘာသာတရားအားလုံးဟာမေတ္တာကရုဏာဒါနပရဟိတနဲ့တာဝန်ဝတ္တရားများ ဆောင်ရွက်ခြင်းစတဲ့ကျင့်ဝတ်များကိုတင် जा ပေးပါတယ်။ဒီဘာသာတရားအားလုံးဟာအစုံစုံပြည့်စုံတဲ့သဘောတခုဟာပုံသဏ္ဍာန်မျိုးမျိုးနဲ့ရှိတယ်လို့လက်ခံကြပါတယ်။ဘာသာတရားများဟာဒီလုံးဝအုတ်တုံ ပြည့်စုံတဲ့သဘာဝကိုဘာသာစကားအမျိုးမျိုး နမ်းမီအမျိုးမျိုးအမတ်အသားမျိုးမျိုးနဲ့ရှင်းလင်းဖော်ပြတတ်ကြပါတယ်။အရာရာကိုတစ်ဖက်သက်ရှုမြင်သုံးသပ်တဲ့ဤကို အမြင်ချင်းစွာ တွေ့ကပ်ထားကြတဲ့အခါမှသာတိမခံနိုင်မှုမာနာတရားနဲ့ကိုယ်တာမန် စိတ်ထားတွေဖြစ်ပွားပေါ်ပေါက်လာတတ်တာပဲဖြစ်ပါတယ်။စဉ်းစားကြည့်ပါ အင်္ဂလိပ်ပြင်သစ်တရုတ်အင်ဒိုနီးရှားလူလေးဦးကော်ပီပကံတစ်လုံးတည်းကိုကြည့်ကြရဲဆိုပါစို့အဲ့ဒီပကံကို အင်္ဂလိပ်ကကပ်ဘလူခေါ်ပါတယ်။ ပြင်သစ်ကတက်စီလို့ခေါ်မယ်။တရုတ်က ပိုင်းလို့ခေါ်မယ်။အင်ဒိုနီးရှားကကာဝင်လို့ခေါ်မယ်။ဒီလိုဆိုရင် သူ့အခေါ်ကမှန်တယ်၊တခြားလူအခေါ်ကမှားတယ်လို့ကိုဗီဒံကိုကိုကားပြီးတော့အကြောက်ကန်ညင်းခုန်နေကြပါလိမ့်ရော။အဲ့ဒီခိုက်တက်မှာဗုဒ္ဓဘာသာဝင်တဦးကရောက်လာပြီးဘာမှမပြောနေပဲ၎င်းကော်ပီပကံကိုကောက်ယူပြီးမောတောက်ပြစ်လိုက်ပါတယ်။ ပြီးတော့မှသူကဟိုလူလေးယောက်ကိုပြောလိုက်တယ်ဒီပကံကိုဘလို့ပဲမိတ်ဆွေတို့ခေါ်ခေါ်လိုရင်းကဒါကိုကော်ဖီတောက်ဖို့အသုံးပြုတာပါပဲငင်းခုန်နေလို့ဘာအကျိုးရှိမှလဲတောက်ဖို့ပကံကိုတောက်လိုက်မှအမောပြေပြီးလန်းဆန်းလာမှာပေါ့အဲ့ဒါကလိုရင်းပါပဲဒါဟာဘာသာတရားများအပေါ်ဗုဒ္ဓဘာသာကမြင်တဲ့အမြင်ပဲဒီဗီဒီယိုလေးကိုကြိုင်နေတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့အားပေးခဲ့ပါအောင်နော်